လာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင်တမ်းကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။နိုင်ရီကန်ဗျူဟာကုန်းကိုရခိုင်တပ်တော် AA ကပိတ်ဆို့ထားတာနဲ့တပြိုင်တည်းမှာမကွေးဒေသတွင် PDF အဖွဲ့တွေပူးပေါင်းပြီးမဟာမိတ်စစ်ဆင်ရေးဆင်နွှဲဖို့ပြင်ဆင်နေကြပါတယ်။တူတာချန်သာသတင်းပေးပို့ထားတာပါရှင်။ ရခိုင်ပြည်နယ်သက်မကွေးတိုင်းအနောက်တောင်ကျန်ကနေရီကံပြူဟာကုန်းကိုရခိုင်တပ်တော် AA ကအဖက်ဖက်ကနေပိတ်ဆို့ထားတာပါပြူဟာကုန်းပတ်လည်ကတပ်စခန်းအများစုကို AA ကသိမ်းပြီးဖြစ်တယ်လို့ပြူဟာကုန်းကိုပြီးသက်သိမ်းနိုင်မယ့်ခြေအနေလည်းရှိနေတာဖြစ်ပါတယ်အောက်တိုဘာ18ရက်နေ့ထိစစ်ကောင်မရှင်ကပြူဟာကုန်းမကြရေးအတွက်လေကြောင်းပစ်ကူတွေနဲ့စစ်ကူတွေပေးနေပေမဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တချို့အလံပြူထောင်လက်နက်ချခဲ့ကြတယ်လို့ AA ကသတင်းထုတ်ပြန်ပါတယ် ဒီအချိန်မှာရခိုင်တပ်တော်ရရဲ့လှုပ်ရှားမှုတွေနဲ့အတူမကွေးဒေသတွင် PDF တွေပူပေါင်းပြီးမဟာမိတ်ဆင်ဆင်ရေးဆင်နွှဲဖို့ပြင်ဆင်နေကြတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ စီရင်နေနေကတော့ဒီကကျွန်တော်တို့အချိန်တိုးမှုနဲ့နေအားကြီးရှိနေရ။ဒီဘဘွဲကာလာတွင်းမှာတော့ကျွန်တော်တို့အကောင်းဆုံးကျိုးပြီးတော့မှဒီဒေါ်လိုင်းတဘွဲအဒီဒီစုတောင်းပြီးဒီရခိုင်လို့ဆိုချက်ကိုကြည့်ပြီးတော့လေဒီဘက်ဒီပါတွေမှာပူပေါင်းပြီးတော့မှမဟာမိတ်ရှိစင်ရင်ဒီဆင်နွယ်ဖို့လည်းကြင်ကြင်ထားတာဆိုရှိရပြ။ချက်ကောင်စီကတော့ဒီရွေးကောက်မှုပဲအပတ်သက်ပြီးတော့သူကတော့ဒီနေမီထိချုပ်ရေးကိုသူချက်ချောင်းခတင်းနေတဲ့ကြက်တော့သူထိုးမယ်လို့ကျွန်တော်မြင်နေရ။ညာဒီတော့သူအားချင်းဖြစ်မယ်ခုကကတိုင်းသားဒေသတွေကိုအလုံးလုံးနေတယ်။ကျွန်တော်က ကကျူတင်ပြင်ဆင်မှုလည်းလုပ်ထားတယ်ပေါ့နော်။ကျွန်တော်တို့လက်ဦးမှုယူဖို့လည်းပဲကျွန်တော်စူးစမ်းနေကြတယ်။မဟာမိတ်အနေနဲ့သူ့စီစီကျွန်တော်တို့တိုက်နိုင်ဖို့ဒီအခွင့်အရေး တူဝဲမကွဲပဲနဲ့စီစီလုံးလုံးနဲ့ကျွန်တော်တိုက်နိုင်ဖို့တွေသူသိထားတာလေးတွေတော့ရှိတယ်ဗျ။အညာဒေသတို့ခွင့်ကိုသူကစစ်ကြောင်းနဲ့ကြောင်းသုံးကြောင်းထွက်လာခဲ့မှစဉ်ဒီစစ်ကြောင်းနဲ့ကြောင်းသုံးကြောင်းကိုကျော်တော့ခံစစ်နေနဲ့တိုက်မှလာတိုက်စစ်နေနဲ့တိုက်မှလာဆိုတာလည်းကျွန်တော်ပြည်စင်ထားတာလေးတွေတော့ရှိတယ်ဗျ။စစ်ကောင်စီကျင်းပမဲ့ယူကောက်ပွဲကိုမကျင်းပနိုင်အောင်ကျော်တော့စီစီလုံးလုံးနဲ့ပူးပေါင်းပြီးတော့တိုက်ကြမယ်ဆိုရင်တော့အောင်မြင်မှုရလက်ကောင်ရမယ်လို့တော့မျှော်လင့်ပါတယ်။ စစ်ကောင်စီကစကိုင်းတိုင်းနဲ့ထိစပ်နေတဲ့မကွေးတိုင်းမြောက်ပိုင်းပေါ့မြိုင်ချင်းလင်းနယ်တွေကိုအခုလဇာမိုင်းကလေးကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ပြီးနယ်မြေထိန်းချုပ်ဖို့ကြိုးစားနေပါတယ်စစ်ကောင်စီရဲ့စစ်ဆောင်ရွက်ချက်တွေဟာလက်လွတ်ထားတဲ့ရေနံမြေတွေကိုပြန်ရရေး ရွေးကောက်ပွဲအတွက်နေမြေချင်းချိုရည်နဲ့ PDF တွေချင်းချင်းမစုတည်နိုင်ပဲပြန့်ကျဲနေစေရလို့ကိုရည်ရွယ်တဲ့အခြေအနေဖြစ်ပါတယ်။အဓိကရေနံမော်ဒီကိုမဲရနေပါဗျာ။အဲခက်ဆစ်ဆိတ်တိုက်ခိုင်နေတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးနော်။ရေနံကလည်းတူတူအေးပါဆိုတော့အားကြောင့်ဆုံရှုံလာတဲ့နေမြေပြီးတော့လေချောင်းကနေဖိလို့တော့ဗျာ။တတိထပီနေထိုင်ကြရတာပေါ့နော်လက်ရှိမှာတော့နော်လေချောင်းကလည်းခက်ဆစ်ဆိတ် တိုက်ခိုက်နေတာရေနံမြေတကြိုးကပြည်သူတွေပေါ်ရှောင်တိတ်နေရတာပါဆိုရင်ကြောက်လန့်မှုတွေတော့ရှိတာပေါ့ဗျာခက်ဆက်ဆက်ပြီးလုံနေတာတိစုံနေလည်းရှိတာဆိုတော့တော့ပေါ့မြိုင်ထီးလျောင်းပေါ့နော်ချွိုင်းကော်ပတာပါရာမော်တာဂျက်ဖိုက်တာတွေနဲ့ပေါ့နော်မြေပြင်မှာလည်းပေါ့နေအောင်မြန်ချမ်းမှာစီကြောင်းထုံးနေတာဆိုတော့ပြည်သူတွေရှောင်တိတ်နေရတာထပ်ပင်ကြောင်းရေနံမြေနာတကြိုးကပြည်သူတွေကတော့နှစ်လကျော်တုံးလဝင်ကျင်လောက်ရှိပြီဗျာရှောင်တိတ်နေရတာတော့ကပ္ပစာ20လျက်ထွက်လာတဲ့စီကြောင်းကြောင့်ပေါ့နော် စစ်ကောင်စီကမြောက်ပိုင်းမဟာမိတ်တွေရဲ့တည်တုံညာနှစ်ခွန်စစ်စင်ရေးလိုင်းတွေမှာလက်လွတ်ထားရတဲ့လေပိုင်းတိုင်းစစ်ဆင်တာတွေလပခအစီအစဉ်ဆိုင်ပြည်နယ်ကမြို့တွေနဲ့တပ်စခန်းတွေကိုပြန်သိမ်းနိုင်ဖို့ဇက်တိုက်ကြိုးစားနေတာပါ။ ဇမ်းမန်းနဲ့လက္ခဏာမျိုးတချို့နဲ့တက်စခန်းနေရာတချို့ကိုပြန်သိမ်းပြီးလာဘခရှိကြမှာအသာစီးပြောင်းရင်ကိုကြိုးစားနေပေမဲ့လာဘခနောက်ချက်မကွေးတိုင်းဘက်မှာရခိုင်တပ်တော်အေအေနဲ့မကွေးဒေသတွင် PDF တွေရဲ့ PR ပေးတာကိုကြုံတွေ့နေရတာဖြစ်ပါတယ်။အရင်စစ်ကောင်းဆောင်တွေရဲ့နိုင်ငံတော်အစီအပြုအားခင်းခြင်းမှာရခိုင်ပြည်နယ်နဲ့နိုင်ငံအနောက်ဘက်ခြမ်းကိုထည့်သွင်းတက်ချက်မှုနှဲခဲ့ပြီးအချိန်တိုအတွင်းရခိုင်တပ်တော်အေအေရဲ့အင်အားကြီးထွားလာမှုကလက်ရှိစစ်ကောင်းဆောင်အတွက် PR ဖြစ်လာခဲ့တာပါ။ရခိုင်ရဲ့သဘုံထောက်ခုလုတ်လိုက်လစ်လိုက်ဆိုတဲ့တမိုင်းကရှေးကြားနေတော့သူကအပြန်ပြင်မထားဘူး။အလွေပိုင်းနိုင်စစ်ဌာနတို့အောက်ထဲမှာ အာသူကအမြောက်တက်လို့ဟာမျိုးစစ်စစ်တိုက်တို့ကလည်းပြီးဂျန်နေတိုက်တို့အများကြီးကလာပါခါခွင်နေမှာမလီချောင်း ဒီပြည်ရင်ကြီးထိမ့်သိမ်းကြီးစခန်းတွေပါတို့ညပြောရတယ်မန္တလေးမှာနောက်တစ်ခါမှတင်ကားဌာနချုပ်ဆိုလဲအဲ့ဒီအလေပိုင်းတိုင်းစစ်ဌာနချုပ်ပေါ့ဗျာတစ်ဆယ်နှစ်ဆက်ခွန်လဲနောက်ဆုံးဝင်ဟန့်ပလိုက်တာဒီဒီအလေပိုင်းတိုင်းစစ်ဌာနချုပ်စီးရနေပြီးတော့မှထိုင်ပြီးတော့ပြန်လှုပ်သွားတာပေါ့ဗျာအခုတော့သူအလီဒီလက်ပါခအထိုင်ကနေပြီးတော့မှတက်ဖြန့်ပြီးတိုက်နေတာပဲကျွန်တော်နားလေဟောကောတကယ်ကြောက်အောင်ပါခင်ဗျာအထက်အထက်ကအီစင်းလာပါလိကြောက်ရတာကချင်ကမြေပြန့်အုပ်စုအကုန်လုံးနဲ့ကချင်ကချိတ်ပြီးတော့စကိုင်းတိုင်းထဲမှာတက်တော့မကွေးတော့ပါတို့ဒီလက်ပါခတွေဆွဲထည့်ထားတာလေလက်ပါခအကျယ်ကြီးပဲလက်နဲ့ဆက် ယုံလို့ဘာလို့လဲလာပါခအောက်ထဲမှာနိုင်ငံပြူဝကုန်းကိုအေကအပိသက်ထိန်းချုပ်နိုင်ပြီဆိုရင်ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းတို့ချိတ်ဆက်ထားတဲ့အမ်ပဒန်လာစကိုင်းနဲ့အေရီတိုင်းကိုချိတ်ဆက်ထားတဲ့ပသိမ်မော်ဟာလန်တွေကိုတော်လိုင်းအေရသူတွေကထိန်းချုပ်လာနိုင်မဲ့နေထားဖြစ်ပါတယ်လက်တော်နိုင်ငံပြူဝကုန်းတပ်ဖွဲ့မှလမ်းမြူထောင်လင်းဝင်လာတဲ့စစ်ကောင်စင်တပ်သားတွေကိုနိုင်ငံတကာသုံးမှတ်ဥပဒေတွေနဲ့ညီထိန်းသိမ်းထားပြီးနောက်ထပ်လင်းဝင်မဲ့သူတွေကလည်းအချိန်မြင့်ဆက်သွယ်နိုင်တယ်လို့အောက်တိုဘာ18ရက်နေ့ထုတ်ပြန်ချက်မှာရခိုင်တပ်တော်အေအေကဖော်ပြထားပါတယ်။ကျွန်တော်သုတ္တ ချမ်းသာပါ Academy မင်းမော်ကွန်ဦးဆောင်ပါဝင်ထားတဲ့ပြုံပြုံလေးရုပ်ရှင်ပြပွဲ Maryland ပြည်နယ်မှာပြသခဲ့ပါတယ်။သုဒ္ဓချန္တာသတင်းပေးပို့ထားတာပါရှင်။ ဒါရိုက်တာကိုပေါ့စီစဉ်ရဲ့ဂူဘီအကယ်ဒမီမင်းမော့ကိုဦးဆောင်ပါဝင်ထားတဲ့ပြည်မျိုးလေးရုပ်ရှင်ပြပွဲကဒေသစံတော်ချိန်အောက်တိုဘာ16ရက်နေ့မိုးလယ်ပိုင်းကအမေရိကန်ပြည်တော်စုမေရီလန်းပြည်နယ်မှာကျင်းပခဲ့တာပါရုပ်ရှင်ပြပွဲနဲ့အတူရမုံငွေဈေးအောင်ပွဲလည်းပြုလုပ်ခဲ့ပြီးရလာတဲ့ရမုံငွေအားလုံးကိုတော်လှန်ရေးအတွက်လူသန်းတောင်းမယ်လို့မေရီလန်းပွဲစီစဉ်သူကပြောပါတယ် ကျွန်တော်ကိုဘောက်ကိုပဲကျွန်တော်တို့ကမ်းလှမ်းတယ်ကျွန်တော်မေဂီလန်မှာပြည်မျိုးလူရွှေရှင်ပြပေးမယ်ဒီဘက်ကရှိတဲ့ညီကောင်မတွေရဲ့ဇန်နာကတော့အချင်းလေးကျွန်တော်လူအင်အားတွေစိုက်ထုတ်မယ်ငွေအင်အားစိုက်ထုတ်မယ်ရရှိလာတဲ့အကျိုးများအားလုံးအားလည်းပြည်မျိုးလူရွှေရှင်ဝယ်သွားမယ်ကိုဘောက်ကလည်းပြောတယ်90ရာခိုင်နှုန်းကကျမ်းမာရေးအတွက်စီပေးရှောင်ကျမ်းမာရေးအတွက်နောက်90ရာခိုင်နှုန်းကမြေပြင်ကိုသွားမယ်ဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့နိုင်တဲ့ဘက်နဲ့အချင်းလေးပေးတယ်ကျွန်တော်လူအင်အားတွေပေးတယ်ဆိုအဲ့ဘောလေးဖြစ်မြောင်ကျွန်တော်လုပ်ခဲ့ပါတယ် ပြည်ပမှာရှိတဲ့ကျွန်တော်ညီကုံမောင်နှမတွေအားလုံးကတော့တတူတဲ့သသားတွေပါပဲဓမ္မဘက်ကရက်တည်ပြီးဒီຫນွေဦးတွန်လိုင်းရဲ့အောင်မြင်တဲ့အထိတိုက်ပွဲဝင်သွားမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကြားနေရတာဝင်နေထမ်းဆောင်ခဲ့တာပါပြုံမြုံနေရုပ်ရှင်မှာတကယ်ရုပ်ရှင်မှုပညာသမားတွေဆိုလို့ဒါရိုက်တာကုပေါင်းနဲ့ပြုံဆောင်မြင့်မောက်ကုန်းတို့ကပါဝင်ပြီးဂျန်တဲ့သူတွေကတော့မြေပြင်လွှာပေါင်းစုံကဒေါ်လာရေးရဲပေါ်ရဲဘက်တွေဖြစ်ပါတယ် ပြုံပြုံလေးရုပ်ရှင်ကို GNI ပြည်နယ်မှာအခြေပြုရိုက်ကူးထားတာဖြစ်ပြီးတော်လိုင်းကာလမြေပြင်အခြေအနေမှတ်တမ်းဖော်ပြချက်တွေကိုလည်းရုပ်ရှင်မှာတွေ့ရပါတယ်။တော်လိုင်းအချိန်ကြာလာနဲ့များကျွန်တော်တို့ကိုစီကိုစီအခက်အခဲလေးတွေကတော့ကြုံရမှာပါ။ တို့ပေမဲ့ကျွန်တော်တို့ကဒါကိုဒီပြုံးပြုံးလေးပြပြုံးပြုံးလေးရုပ်ရှင်အတိုင်းပေါ့နော်အခက်ခဲတွေတော်တော်များများကိုကြော်ဖြတ်နေရတဲ့ကာလဆိုပေမဲ့လည်းကျွန်တော်တို့ဒီလိုနှောင့်နှေးချေကြလာရတဲ့အကြောင်းရင်းကဘလို့အကြောင်းရင်းမျိုးပဲရှိရှိကျွန်တော်တို့လည်းမြေပြင်ကိုတက်နိုင်သလောက်ကျွန်တော်တို့ရံပုံငွေရှာဖွေတွေနဲ့အစီအစဉ်တိုင်းလေးပဲကျွန်တော်တို့ပံ့ပိုးပေးသွားမယ်မြေပြင်မှာရှိတဲ့ကျွန်တော်တို့ရဲ့တော်လန် လူငယ်ညီကိုမောင်နှမမိဘပြည်သူတွေအားလုံးပါလေဘလို့အခက်အခဲပဲရှိရှိ စိတ်တက်မကြပဲနဲ့ကျွန်တော်တို့ပြင်းပြလေးနဲ့ဆက်ကြော်ဖြတ်ဖို့ဒီကနေကျွန်တော်အခုလိုလေးပဲအားပေးစကားပြောလိုက်ပါရခင်ဗျာ ပြုံပြုံလေးရုပ်ရှင်ကိုအမေရိကန်ပြည်တော်စုမြို့ကြီးတွေမှာဇက်တိုက်ပြသနေတာဖြစ်ပြီးတော်လိုင်းအကြောင်းဖြစ်လာတဲ့ PR တွေနဲ့ခက်ခဲတွေကိုစိတ်ဓာတ်ခံရမှမှနဲ့ကြော်လွားနိုင်မှုခွန်အားပေးတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။နိုင်ငံတကာရောက်မြန်မာတွေကတော့တော်လိုင်းဉာဏ်ပညာရှင်တွေနဲ့အတူမြေပြင်ကအခက်အခဲဖြစ်နေတဲ့ပြည်သူတွေလိုအပ်တဲ့အကူအညီတွေပေးနိုင်မှုတက်ဆန်းနေပြီးကြိုးစားနေတယ်လို့ဆိုကြပါတယ်။ကျွန်တော်တူတာချမ်းသာပါ။ ဂါဇာကမ်းမြောင်တောင်ပိုင်းခန်ယူနစ်မြို့ဟာအပြက်စီးတွေထဲမှာအစ္စရေးတစားကန်တွေရဲ့အလောင်းလေးကိုရှာဖွေဖို့စနေနေ့ကဘူဒိုဇာတွေနဲ့ရှင်းလင်းနေကြပါတယ်။အောက်တိုဘာလ18ရက်နေ့နဲ့18ရက်နေ့တွေမှာရှာဖွေရေးလှုပ်ဆောင်နေတဲ့နေရာမှာဆက်ရန်နေရာတွေကိုမြင်တွေ့ရပါတယ်။ဒါက2023ခုနှစ်အောက်တိုဘာလ9ရက်ကတိုက်ခိုက်မှုအတွင်းမှာ Hamas တွေဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်တိုက်ဆုံခဲ့ရတဲ့ Israel တစားကန်တွေရဲ့အလောင်းတွေကိုရှာဖွေရေးလှုပ်ဆောင်နေရပဲဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်အားနှစ်နှစ်ကြာစစ်ပွဲကိုအဆုံးသတ်ဖို့ရည်ရွယ်ပြီးအစ္စရေးနဲ့ဟာမတ်တို့ကြားအမေရိကန်ဂျောင်းဝင်အကျိုးဆောင်ခဲ့တဲ့သဘောတူညီချက်အရဟာမတ်တွေကအသက်ရှင်ကျန်ရှိနေတဲ့ဒဇာကန်20ဦးနဲ့တည်ဆုံသွားတဲ့ဒဇာကန်28ဦးတို့ကိုလွှတ်ပေးပြီးတော့အပြန်အလှန်အားဖြင့်ပါလက်စတိုင်းအကျဉ်းသား2000နီးပါးကိုအစ္စရေးကပြန်လွှတ်ပေးခဲ့ပါတယ်။ ဟာမက်စာအခုချိန်ထိရုပ်အလောင်း၁၀လောင်းကိုလွှဲပြောင်းပေးရခဲ့ပြီးအဲ့ဒီထဲမှာ Israel တစားကန်လို့မခွဲခြားနိုင်တဲ့အလောင်းတစ်လောင်းလည်းပါဝင်ကြောင်းကို Israel စစ်တပ်ကအောက်တိုဘာလ15ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဂါဇာမှာတစားကန်19ရဲ့ရုပ်အလောင်းတွေလည်းကျန်ရှိနေသေးတယ်လို့သိရပါတယ်ရှင်။ဒီ video မြင်တဲ့ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ Wendy ပါ